လိုမင်လာခင်ဗျာကျွန်တော်ဒီနေ့ပြပတ်သမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က copy နေချင်းဒီမှာ page quality အနေအားဖြစ်ပြီး service attack page တစ်ခုဖြစ်ပါတယ်ဒီ page ကကျွန်တော် service attack တွေနဲ့ဆိုရင်တစ်ပတ်ကျော်ကျော်နှစ်ပတ်လောက်ရှိတော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီ page quality အနေအားနဲ့အစိမ်းအဖြစ်အောင်ဘလို့ပြပြင်သွားရမယ်ဘလို့ affiliate တင်ရမယ်ဆိုပြီးဒီနေ့ဒီ video မှာအားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီ page တစ်ချက်တော့လိုက်မယ်ဒီမှာတစ်ချက်ကြီးမှာဆို Rich Englishman နေပြန်တက်လာတယ် ဆက်ဆက်ချင်းတော့ဒီ page owner ကျွန်တော် service add-on ဆိုရင်တော့ page quality အနေအားဖြစ်ပြီးမှ page မှာ rich englishman အရန်ကိုကြာပြီးမှ page ကစီအောင်စုကိုလုံးဝကြာတော့ခဲ့တဲ့အချိန်မှာကျွန်တော်ဒီမှာ service လာအပ်တာပေါ့နော်ကျွန်တော်ဘက်ကနေဒီ page ကိုတခြားစစ်ဆေးပြီးမှအမားတွေကိုဖယ်ရှားပြီးပြပြနေတဲ့အချိန်မှာအချိန်တိုအတွင်းမှာပဲ page က rich englishman နဲ့ပြန်တက်လာပြီး page ကစီအောင်စုဝယ်ပုံမှန်လေးပြန်ဖြစ်လာပါတယ်ခင်ဗျာနော် အခုတစ်ခါမှာဒီ page quality any on နဲ့အစင်းအောင်လောက်ပုံလုံးကြီးကျွန်တော်ပြပြရှင်းပြပေးမယ်ပြီးလို့ရှိရင်ဒီ page owner ပြောတော့သူရဲ့ page မှာအားလုံးတင်တဲ့ content ကသူ့ကိုယ်ပိုင် content ဖြစ်တယ်ကိုတိုင် video fan tv တင်တဲ့အတွက်ကြောင့်မို့ဘာကြောင့်သူ့ page မှာ coverage ထိတယ်ဆိုမှတစ်ချက်ရှင်းပြပေးပါလို့ပြောတဲ့အတွက်ကြောင့်မို့သူရဲ့ page home ကိုကျွန်တော်တစ်ချက်သွားလိုက်ပါမယ်ကျွန်တော် page home လိုက်ပြီဆိုကျွန်တော်နည်းနည်းအောက်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒီ page owner တင်ထားတဲ့ content တွေက TV တွေ soundboard တွေ electronic PC နဲ့ပတ်သက်ပြီး video record လုပ်ပြီးမှတင်ပြီးရောင်းတဲ့အတွက်ကြောင့်မို့သူ video record လုပ်တဲ့ချိန်မှာ original video ဖြစ်တဲ့ဒါပေမဲ့ TV မှာဖွင့်တဲ့အတန်ကြောင့် copy ထိတော့ခဲ့တဲ့အဲ့လိုမျိုး TV တန်ပါပြီးမှကျွန်တော်တို့ video record လုပ်ပြီးသွားမယ်ဆိုရင် TV တန်တစ်ဆင့် copy ထိတဲ့နောက်တစ်ခါကျတော့ device owner soundboard နဲ့ပတ်သက်ပြီးရောင်းတဲ့ချိန်မှာ soundboard တွေလည်းတစ်ချိန်တန်ဖွင့်ပြီးမှ this အတန်တွေဖွင့်ပြီးမှ video record လုပ်ပြီးမှသူရဲ့ soundboard block ကောင်းကြောင်းနဲ့ပတ်သက်ပြီးပြောပြရှင်းပြတဲ့ချိန်မှာအဲ့ဒီ box နဲ့ဖွင့်တဲ့တစ်ချိန် ကြောင့် cooperative မှာ pitch quality အနေအားဖြစ်သွားခဲ့တယ်။ else and patabi ဒီ pitch owner အားလုံးပြောပြရှင်းပြပေးတယ်။ပြီးလို့ရှိရင်ဒီ pitch မှာ copy post copy content နဲ့အားလုံး share ပြီးဖြစ်တယ်။ပြီးလို့ရှိရင်ဒီ pitch မှာတခြင်းနဲ့ပါတဲ့ video နဲ့ပတ်သက်ပြီးတင်ထားတယ်။ copyright မလာသူအဲ့ဒီတခြင်းတဲ့ video လည်းအားလုံးဖြတ်ပြီးမှ page နဲ့ live ဖြစ်တဲ့ page series ကနေကန့်ညီတဲ့ content တွေပဲအားလုံးကျင်တယ်ပြီးလို့ရှိရင်လည်းဒီ page မှာ current တင်တဲ့ admin account ကိုဒီ page ကနေထုတ်ပြီးမှ admin အသစ်ခန့်ပြီးမှအဲ့ဒီ admin အသစ်နဲ့ဒီ page မှာ post တင်တာဒီနေ့နဲ့ဆိုရင်ရှေ့ရကိုရလောက်ရှိသွားခဲ့တဲ့အတွက်ကြောင့်မို့ request တွေပြုတင်ဖို့အဆင်သင့်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ဒီ video မှာ page quality အနည်းအောင်နဲ့အစိမ်းအောင်လုပ်ပုံလုံးနဲ့အသေးစိတ်လုပ်ပြီးမှကျွန်တော်ပြပြပေးမယ်တခါလေလောက်လို့ရှိရင် original video လုပ်ရတဲ့တန်းနဲ့လည်း copyright ထိတယ်ဆိုတော့အစားနောက်ခံတခြင်းကြောင့်ဖြစ်တဲ့အတွက်ကြောင့်မို့နောက်ခံတခြင်းကိုသတိထားပြီးမှ page မှာ video တင်မှာတချို့တလိကြတော့လဲ original video လို့တဲ့အဲ့ဒီ video TikTok မှာတတ်တင်တယ် TikTok အစင်းပြန် save လုပ်တဲ့ဆက်မှာ TikTok ရဲ့နောက်ခံတခြင်းပါပြီးမှ TikTok ရဲ့ data ပါပြီးမှ page မှာ copy ချည်တဲ့တချို့မျိုး error စနစ်ပတ်သက်ပြီးလုံးဝလုံးဆောင်သွားလို့မရပါဘူးเนาะဒီ usage နဲ့ပတ်သက်ပြီးနားလေသဘောပေါက်ပြီဆိုရင်တော့ဒီ page ဆိုကျွန်တော်တို့ request တွေပြုတင်ဖို့ကျွန်တော်ဒီ page တစ်ချက်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ usage တစ်ချက်နေမှာကျွန်တော်ဒီမှာ helen support တစ်ချက်သွားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ sport inbox တစ်ချက်နေမြေကျွန်တော်ဒီ usage တစ်ချက်နေမယ်ဒီနေရာမှာလည်း no violation ဆိုရင်တော့ကျွန်တော်တို့ request တွေပြုတင်လို့ရတဲ့ အဲ့ကြလို့ကျွန်တော်တို့ဒီနေရာမှာ corporate content လေးရှိရစွန်းအားလုံးကျွန်တော်ဖြတ်ပြီးတွားရပါမယ်เนาะဒီ page မှာပထမဆက်သချင်း service add-on ဆိုဒီနေရာမှာအခု30လောက် corporate ထိနေတဲ့နောက်ခံတချင်ကြောင့် else နဲ့ပတ်သက်ပြီးကျွန်တော်ဘက်ကအားလုံးဖြတ်ပြီးမှ page ကိုတန့်ရှင်းလုပ်ထားတဲ့အတွက်ကြောင့်မို့ request တွေပို့တင်ဖို့အဆင်သင့်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဖက်တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ကတစ်ချက်ပြန်နေမှာဒီ user တစ်ချက်ပြန်နေမယ် ပြီးကြောင်ဒီအလောက်တစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီအပေါ်မှာဆိုရင်ကျွန်တော် page ရဖြစ်ပြတဲ့ error နဲ့ပတ်သက်ပြီးကျွန်တော်ဒီမှာစာရေးပြီးထားတယ်ပြီးလို့ရှိရင် page link ဘာညာထည့်ထားတဲ့အတွက်ကြောင့်မို့ဒီလိုဆက်တစ်ချက် copy ကူးမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာတစ်ချက် page လို့ထည့်ပြီးမှကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်တော့ account ပဲကျွန်တော်ရွေးပြီးမှကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ခင်ဗျာเนาะအခြားဥစ္စာနဲ့ပတ်သက်ပြီးရွေးပြီးထည့်တော့ရတယ်ကျွန်တော်ဒီမှာအများကြီးရှိရပေါ့နော်ကျွန်တော်ဒီ error ပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ profile ရော page ရောထည့်တော့ဖြစ်တဲ့အတွက်ကြောင့်မို့ profile ကိုကျွန်တော်ရွေးပြီးတော်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုဆက်လေးဖြတ်ပြီးမှကျွန်တော်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ရဲ့ page quality အများဖြစ်တဲ့ second shot ထည့်မဲ့အတွက်ကြောင့်ကျွန်တော်တစ်ချက် snap to look in my second shot ဆွဲလိုက်ပါမယ်။ကျွန်တော်ဘက်ကဒီဥစား second shot ဆွဲလို့ပြီးတော့ခဲ့ပြီးဆိုရင်အခုနဲ့တစ်ချက်ပြန်လာပြီးမှဒီဖက်တစ်ချက်နေမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ ဒီ screenshot ဆွဲထားဥစ္စာတစ်ချက်ယူပြီးမှ open နေပြီးတော့မယ်ဆိုရင် attach ဖြစ်ပြီးလာပြီးဆိုရင်ကျွန်တော်ဒီဥစ္စာကို submit report ဆိုရင်နေပြီးတော့လိုက်မယ်ဒါကြတော့ပထမ step အနေနဲ့ကျွန်တော် request submit တင်လိုက်ဖြစ်ပါတယ်ခင်ဗျာနော်ဒုတိယ step အနေနဲ့တော့ကျွန်တော် page မှာ copyright နဲ့ချင်းထိတဲ့အတွက်ကြောင့်ဒီ copyright ကိုဖြတ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ page တစ်ချက်ပြန်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာတစ်ချက်ပြန်နေမယ် ပြန်နေပြီဆိုကျွန်တော်တို့ corporate affiliate from ဆိုရှိရကျွန်တော်ဒီဥစ္စာပြန်ထောက်ပြီးမှကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ page ရဲ့နာမည်ရေးပြီးထည့်သွားမယ်အတွက်ကျွန်တော်တို့ page နာမည်တစ်ချက် copy ကူပြီးထည့်သွားရမှာမယ် page မှာပါတဲ့နာမည်အတိုင်းရေးပြီးထည့်သွားမယ်နော် page မှာစာလုံးအသေးနဲ့ပါဆိုစာလုံးအသေးအကြီးအကြီးရေးပြီးထည့်မယ်ပြီးလို့ရှိရင်လည်းကျွန်တော်လက်ရှိသုံးတဲ့ gmail တစ်ခုထည့်မယ်ပြီးလို့ရှိရင်လည်းကျွန်တော်ဒီဥစ္စာတစ်ချက်ထောက်ပြီးမှကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ page ရဲ့ link ထည့်သွားမယ်အတွက်ကြောင့်မို့ page link ကျွန်တော်တစ်ချက် copy ကူးမယ်အဲကဲလို့ကျွန်တော်ဒီနေရာ page link copy ကူးဖို့အခက်အခဲဖြစ်တဲ့ phone number ရဲ့ဆိုရင် page ရဲ့ id နံပါတ်ကို copy ကူပြီးထည့်တော်လို့ရပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ page link တွေစက် copy ကူမယ်ပြီးတော့ကျွန်တော်တို့ဒီနံပါတ် request ပြုတင်မှုဆိုကျွန်တော်ဒီစာလေးကိုကျွန်တော်ချက် copy ကူပြီးမှထည့်သွားမယ်အဲ့တော့ကျွန်တော်ဒီစာလေးကိုချက် copy ပို့လိုက်ပါမယ်ပြီးတော့အောက်ဆုံးမှာတစ်ချက် page လို့ထည့်ပြီးမှအခုနောက်အတိုင်းကျွန်တော်တို့ဒီ page quality အနေနဲ့ဖြည့်တဲ့ screenshot ကိုတစ်ဆင့်ပြန်ယူထည့်မယ် အားလုံးထည့်လို့ပြီးသွားခဲ့ပြီဆိုရင်အောက်ကနေပြန် submit နေပြီမှတော်လိုက်ပါမယ်။ submit နေပြီတော့ပြီဆိုရင်တော့ verify လုပ်ခန့်တဲ့အတွက်ကြောင့်ကျွန်တော်အခုနောက်ထည့်လိုက်တဲ့ gmail မှာ code ရှိလုံးကြမယ်အတွက်ကြောင့်အဲ့ဒီ code ရှိလုံးကျွန်တော်ဒီမှာထည့်ရပါမယ်။အဲ့တော့ကျွန်တော် gmail တစ်ချက်ပြန်သွားလိုက်ပါမယ်။ကျွန်တော်ဒီမှာအပေါ်ဆုံးမှာကြားလာတဲ့အတွက်ကြောင့်မို့ဒီ user list ချက်နေပြီးမှကျွန်တော်ဒီအောက်ကကဏ္ဍရှစ်လုံးကိုတစ်ချက် copy ကူးမယ်ပြီးရင်ဒီဘက်ပြန်သွားပြီးမှကျွန်တော်ဒီမှာ page load ထည့်မှာ confine ကိုကျွန်တော်တစ်ချက်နေပြီးသွားမယ်နောက်တစ်ဆင့်အရင်နဲ့ကျွန်တော်ဒီမှာ report ကို verify လုပ်ပြီးသွားမယ်အတွက်တော့ motive စာတစ်ချက်နေပြီးမှကျွန်တော်ဒီမှာဆိုသူပြတဲ့ဥစ္စာလေးကျွန်တော်တစ်ချက်ရွေးပြီးမှသွားလိုက်ပါမယ်ခင်ဗျာနော် verify လုပ်လို့ပြီးတော့ခဲ့ပြီဆိုရင်အောက်ကနေ submit နေပြီးသွားမယ်ဆိုရင်ဒီနေရာမှာအချင်းအနှဲငယ်စောင့်ပလဲပါဒီဥစ္စာ process ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ချက်ချင်းထွက်သွားလို့မရပါဘူးเนาะချက်ချင်းထွက်သွားမယ်ဆိုရင် Facebook team ထဲကို report ပို့တဲ့စာမရောက်ပဲ တို့လိုတန်လဲဖြစ်နေရင် pitch ကပြန်မစိမ်းပဲကြာတက်တဲ့အတွက်ကြောင့်မို့အခုလိုမျိုး successfully ဖြစ်သွားခဲ့ပြီဆိုမှအဲ့ဒါမှဒီလိုဆိုအိုကလီနေမှာတစင်ပြန်ထွက်ပါနောက်တစ်ခုအနေနဲ့တော့ကျွန်တော် pitch quality အကြောင်းရင်းအမျိုးမျိုးကြောင့်အနေအထားဖြစ်သွားခဲ့တယ်ဆိုရင်တော့ကျွန်တော်ဒီနေ့တစင် request save ပြန်ရမှာမယ် အဲ့တော့ကျွန်တော်နည်းနည်းအောက်ဆင်းတော့မယ်ဒီစာတွေအားလုံးဖတ်တော့ရအောင်နော် Facebook page ကဘာကြောင့် page quality အနေအားဖြစ်တယ်ဘာကြောင့် profile အနေအားဖြစ်တယ်ဘာကြောင့် and publish ဖြစ်တယ်ဆိုရင်သူ့ဘက်ကအားလုံးအသေးစိတ်ဒီမှာရှင်းပြပေးထားတဲ့ဒီဥစ္စာအားလုံးဖတ်ပြီးတော့ပါအောက်ဆုံးသားလေးကျွန်တော်တစ်ချက်တော့အပြည့်စုံဒီမှာဒီစာတန်းလေးပေါ်မယ်ဒီစာတန်းလေးကျွန်တော်တစ်ချက်နေပြီးတော့မယ်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုရင်တော့ကျွန်တော်လက်ရှိသုံးနေတဲ့ Gmail တစ်ခုကို copy ကူးပြီးမှထည့်လိုက်ပါမယ် page လို့မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာကျွန်တော် page ကဖြစ်တဲ့ကျွန်တော် page ကိုယူပြီးတော့မယ်နောက်တစ်ခုကျတော့ဒီမှာ request တွေပြုတင်ရမယ့်စာသားပေါ့နော်အဲ့တော့ကျွန်တော်ဒီစာသားလေးပဲတစ်ချက်ပြန် copy ကူပြီးမှထည့်သွားရပါမယ်ပြီးတော့ကျွန်တော်ဒီမှာတစ်ချက် page လို့ထည့်ပြီးမှာအောက်ကနေ submit နဲ့ပြီးတော်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီနေရာ request submit တင်တာလုံးဝအောင်မြင်တော့ဖြစ်ပါပြီ။ အခုလည်းမျိုးကျွန်တော် request view တင်လို့ပြတတ်ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော် page မှာ post content လေးပုံမှန်တင်ပြီးတော့မယ်ပုံမှန်တင်ပြီးတော့မှာ copyright မလာအောင်ကျွန်တော်ပြောတဲ့အတိုင်းတခြားလေးလိုက်နိုင်ပြီးတင်ပြီးတော့မယ်ဆိုရင်အချင်းတို့အတွင်းမှာပဲဒီ copyright strike အားလုံးပြတ်သွားခဲ့မှာရက်အနှန်းငယ်မှာဆိုရင်တော့ဒီ page quality အနေအားလုံးဝပြတ်သွားခဲ့မှာ page ကလုံးဝ send off ခဲ့မှာပေါ့နော်အခုဆိုရင်လည်းသူ page က moderation မှာလည်း not eligible ပြတယ် page recommendation reach အပိုင်းမှာလည်း not eligible ပြတဲ့ suspended ပြတဲ့ဒါပေမဲ့ကျွန်တော်တို့ပြုပြင်လိုက်တဲ့အမားတွေကို fetch လိုက်တဲ့ဆိုရင်တော့ page ကတခါတည်းထိုးတက်လာပါတယ် reach initiation တိတိတသာပြောင်းလဲလာတာပေါ့နော်အခုလိုမျိုး request ပြုတင်လိုက်တဲ့ဆိုရင်လည်း၃လရဲ့အတွင်း deep page reach initiation ဒီထက်မကပိုပြီးမှတက်ပြီးလာမယ်အဲ့ကလို့ ဒီ page ကလုံးဝစိမ့်တော့ခဲ့တယ်ဆိုရင်တော့ rich englishman เนี่ยတော်တော်လေးကိုကောင်းပြီလာမယ်။ဘာလို့ဆိုရင်ကျွန်တော်ဒီ page ကို sitting set up ပိုင်းနေကျွန်တော်ကိုယ်တိုင်တရားစစ်ဆေးပြီးမှလှုပ်ထားပြီးတဲ့ဖြစ်နေတဲ့အမှားနဲ့ပတ်သက်ပြီး not go original အတိုင်းရှိတဲ့ဒီ sitting ပိုင်းတွေကိုပြန်ပြီးမှဒီ page မှာတင်တဲ့ content နဲ့ related နဲ့ဒီ page မှာရှိတဲ့ audience နဲ့ တိုင်းကြီးရဲ့ sitting setup ပိုင်းကိုချိန်ပေးလိုက်တဲ့အချိန်မှာ page mark တင်လိုက်တဲ့ post content တွေက deep page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတယ် deep page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေဆိုလည်း facebook က suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့် follower အစ်စ်တွေတိုးလာပြီး reach engagement တွေတက်ပြီးလာပါတယ်ဒီနေ့ဒီပြန်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်အကယ်လို့လူချင်းမီလို့ page မှာလည်း page quality အနည်းရောအဝိုင်းအဖြစ်နေဆိုရင်တော့ upper viber number တစ်စင်း contact လုပ်မှမြင်မြင်နိုင်တယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်